ကြည်ရှားပြီးနေတဲ့ပြည်သူအလုံးမင်္ဂလာပါ2025မေလ14ရက်နေ့ပုထုနေ့တနေ့တာနဲ့နေရကတောင်ရက်စန္ဒီယရကမြောက်ရရံပွဲရရကရှေ့ရဖြစ်ပါတယ်တနေ့တာမူလဆန်းရှင်တဲ့ကကဇေဒနဲ့ကဖြစ်တဲ့ဒီနေ့ငကဘောရက်နေ့တိုက်ဆိုင်နေတဲ့အတွက်မတော်တဆထိခိုက်မှုအနေကိုအထူးပြုကျေးဇူးဆိုင်ရမယ်နေသားအလုံးญาติဘာအလုံးတို့ဟာ အသွာလာနေတဲ့ယူဆက်ပဲခက်ရံပတိပက္ခမဖြစ်အောင်နေရမယ်အထူးသဖြင့်ရှေ့ရကိုတည်သွားစေအတည်းရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွာလာနေတဲ့ယူဆက်ရမယ်ညဘက်မှာလည်းည9နိုင်ခွဲနဲ့9နိုင်ခွဲတွင်ကိုနေထိုင်ရဒေသရဒေသဆန်တို့ချင်းပေါ်ပြပါအချိန်ကာလတွင်အန္တရာယ်မရှိအောင်ထူးပြူပြီးယူဆက်ပြီးနေထိုင်ရမယ့်နေ့တစ်ခုဖြစ်တဲ့ကောင်းကင်ကျိုးတည်ရှိမှုမှာမေတ္တာရည်မှာ တနေ့ကတွေဂျိုနဲ့ဗုဒ္ဓဂျိုပြိဒါယာတိမှာခြာသာပရိဂျိုကရကတ်ယာတိမှာအင်္ဂါဂျိုကံယာတိမှာကေဂျိုပြိဆာယာတိမှာတနေ့လာဂျိုနဲ့မေယာတိမှာတောက်ချစနီယာဟုဂျိုလိုတည်တည်တည်ရှိတယ်မေဒါယာတိဘာတွေမှာရေပန်းချက်သက်အောင်မြင်နိုင်တဲ့ခီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလှုပ်တာဆင်ပြေမယ်ပြိဒါယာတိဘာတွေမှာခီးကံကောင်းမယ်လူမျိုးပဲဂျိုပြိမယ်ငွေချေးကုန်ကြမြတ်မယ်ရန်တက်ကံနဲ့ရှင်ပြီးတော့မယ် အတုပ္ပကိစ္စဘုံချုံမယ်မေထောယာတိဘဝမှာစိတ်ချမ်းသာမယ်ဒုရာပြည့်စုံမယ်ဘဝတွတ်တဲ့မယ်အခက်ခဲကြတလန်ဘဝတလန်အောင်မြင်မှုလမ်းကြောင်းတွေကိုချုံတွေ့နိုင်တယ်ကရကယာတိဘဝမှာရာရာဆင်ပြေမယ်အခက်ခဲဖြေရှင်းနိုင်မယ်ဝေးကြီးကကောင်းမယ်ဘဝတွတ်တဲ့မယ်တင်ယာတိဘဝမှာခက်ခဲတဲ့ကိစ္စတွေဖြေရှင်းနိုင်မယ် အယက်ဝေးနဲ့ဆက်ဆက်တဲ့ကိစ္စအပြင်သွားမယ်ဘဝတွေ့တဲ့မယ်။ကံရာဒီဘဝတွေအတွက်အရာရာဆင်ပြေခြင်းဘဝကံတွေ့တဲ့ချိန်ကြီးမားတဲ့အမြင်ချင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းကိုကြောက်မယ်။တူရာဒီဘဝတွေမှာခီးကိစ္စဆင်ပြေမယ်။အရာတစ်ပါးနဲ့ဆက်ဆက်တုန်းကတဲ့ကိစ္စဆင်ပြေမယ်။ဘဝတွေ့တဲ့မယ်။ဒိဋ္ဌာယာတိဘွားတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်မယ်။အလိုပြည့်စုံမဲ့ဘဝတွေ့တဲ့မယ်။ ခက်ခဲတဲ့ကိစ္စဖြစ်ရှင်းနိုင်မယ်။တနုရာသီဘွားတွေမှာကိုယ်ကိစ္စသမကလုပ်ဖို့ကိစ္စကိုလေးတွေချုပ်မယ်။ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအောင်မြင်မယ်ခက်ခဲတဲ့ကိစ္စဖြစ်ရှင်းနိုင်မယ်။မကာရရာသီဘွားတွေအတွက်ရှားပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိနိုင်တယ်။ခက်ခဲတဲ့ကိစ္စအလုံးကိုပြေလည်အောင်ဖြစ်ရှင်းနိုင်မယ်။ရာအလုံးကိုကျော်ပြီးဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိမယ်။ကောင်းရသည် မှမွေးဖွားတဲ့သူတရားလုံးအတွက်ကိုတော့ရံများခြင်းအပြိုင်များခြင်းအတိုက်ခံများခြင်းတွေကိုကြုံတယ်။မေယာဒီဘွားတွေမှာတော့ငွေချေးကတ်ကောင်းခြင်းလက်ဝင်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းနဲ့စက်တိုက်ပေါ်ထွန်းနေတဲ့နေသားနဲ့အချိုးပြည့်မဲ့ကံဖရေတို့ကိုရရှိမှာဖြစ်ပါတယ်။တနေ့တာကလာတွင်ရေးကြည့်တဲ့ကိစ္စတွေလုပ်တည်တော့မယ်ဆိုရင်တော့အဖြူဆိုင်မျိုးကိုပြန်လုပ်တဲ့တူကိုသုံးပါ။ ကောင်းခြင်းကံတမာတွေကိုရဖို့အတွက်မြောင်းရမျက်နှာမူပြီးစံတဆုပ်မြေမှာကျက်ပဲ့ပြီးအလိုရှိရဆန္ဒပြုပါကျေးဇူးတင်ပါတယ်